Stamford Bridge မှာကျွန်တော်တို့ Liverpool အသင်းကို Champion အဖြစ်ဂုဏ်ပြုလက်ခုပ်တီးပြီးတော့ကြိုဆိုမဲ့ပွဲစဉ်လေးအကြောင်းကိုပြောကြတာပေါ့ခင်ဗျာဆိုတော့အားလုံးပဲမင်္ဂလာပါခင်ဗျာဆိုတော့ကျွန်တော်တို့ Liverpool အသင်းကအားလုံးသိကြတဲ့အတိုင်းပဲ Premier League Champion ဖြစ်သွားပါပြီ Chelsea အသင်းနဲ့ Stamford Bridge မှာတနင်္ဂနွေနေ့ည7:00နာရီမှာဆိုလို့ရှိရင်တော့ ဒါ Premier League ရဲ့လက်ကျန်ပွဲစဉ်တွေအဖြစ်ရှင်ပြန်ကစားဖို့ရှိပါတယ်။ဆိုတော့ကျွန်တော်တို့ဘူးတင်ကရမှတ်မလို့တော့ဘူး Champion ဖြစ်သွားပြီဆိုပေမဲ့ Chelsea အသင်းနဲ့ရှင်ပြန်ရမှာဖြစ်တဲ့အတွက်ဒါအသင်းကြီးချင်းချင်းတွဲဆုံနေမှုမှာတော့ဒါတိခါပိုင်းအရာအရေးကြီးတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ကိုကျွန်တော်တို့ Liverpool အသင်းအနိုင်ရရှိအောင်ကြိုးစားလာမယ်လို့လည်းထင်တယ်။ပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းရဲ့တိုက်စစ်မှုကင်းစားလာဒီရာဒီပရီးမီးယားလိရွှေဖက်နှက်စုရဖို့အတွက်ဆိုလို့ရှင်မိုဆာလာကို အာတွင်းကိုတွေပို့ပြီးတော့ရရှိအောင်အသင်းအနေနဲ့ပံ့ပိုးပေးဖို့လိုနေတဲ့အနေအထားမျိုးလေးလည်းရှိပါတယ်ဒီပွဲစဉ်မှာပြီးတော့ပွဲထွက်ခွင့်နယ်ပါနေတဲ့ကစားသမားတွေကိုရောဒီပွဲစဉ်မှာမြင်ရမလားပရီးမီးယားလိစုစိတ်ကိုရရှိဖို့အတွက်လက်ကျန်ပွဲစဉ်တွေမှာရောကျွန်တော်တို့မြင်ကျင်တဲ့ခေစာကြီးကိုဒီပွဲစဉ်မှာအသုံးပြုသွားမလားဆိုတော့မေကွန်းများစွာနဲ့အတူရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်ဒီပွဲစဉ်ကတော့ဆိုတော့တစ်ဖက်ကချက်စီးအသင်းကလည်းချန်ပီယံလိဝင်ကွင်းအတွက်ရမှတ်လို့နေတာဖြစ်တဲ့အပြင် အင်္ဂလိပ်စတန်ဖို့ဘရစ်မှာရှင်ပြိုင်ကစားမှာဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်ကလည်းကျွန်တော်လစ်ဗာပူးအသင်းချန်ပီယံဖြစ်သွားပြီဆိုပေမဲ့တိုင်ဆိုင်မှုပြင်းထန်ပြီးတော့ကြည့်လို့ကောင်းမဲ့ဘောလုံးရသပေးစွမ်းနိုင်မဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်တော့ထင်ပါတယ်။ချက်စီတင်ရတော့လက်ရှိပရီးမီးယားလိအမှတ်ပေးစရာမှာပွဲစဉ်34ထိကစားပြီးထားတဲ့အချိန်မှာရမှတ်60နဲ့အဆင့်9နေရာမှာရပ်တည်နေပါတယ်။ဆိုတော့ချန်ပီယံလိဝင်ခွင့်တေချာဖို့ဆိုလို့ရှိရင်ချက်စီတင်နေရလဲအင်္ဂလိပ်စတန်ဖို့ဘရစ်မှာကျွန်တော်တို့လစ်ဗာပူးအသင်းကို အနာယူကျော်ဖြတ်ဖို့လိုအပ်နေပါတယ်လက်ရှိအောက်မှာ forest ကရမှတ်60နဲ့ PR ပေးနေတယ်လို့ Aston Villa အတင်းလဲရှိနေတာမျိုးလေးရှိတယ်ဆိုတော့နောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ Chelsea တင်းရဲ့ form လေးကိုကြည့်မယ်ဆိုလို့ရှင်တော့ရလပိုင်းလေးကောင်းလာတာကိုတွေ့ရတယ်နောက်ဆုံး၃ပွဲဆက်၅ပွဲဆက်ထားတယ် Carvan Cottage မှာ Fulham ကို2-1နဲ့နိုင်လာတယ် Stamford Bridge မှာ Everton ကို1-0နဲ့နိုင်လာတယ်နောက်ဆုံးရှင်ပြန်ကစားခဲ့တဲ့ Conference League Semi Final မှာဆိုလို့ရှင်ရယ် Dugadan အတင်းရဲ့အိမ်ခွေးမှာ4-1ဆိုတဲ့ရလက်မျိုးနဲ့အနိုင်ရရှိပြီးတော့ Conference League မှာလည်း final ကိုတက်ဖို့တော့အခြေအနေကောင်းနေတာမျိုးလေးရှိတယ်ဆိုတော့ Premier League ဘက်ကို Chelsea အသင်းနေနဲ့ပြန်ပြီးတော့အာယုံဆက်ရမယ်ပွဲစဉ်လေးလည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဘူးတင်ရဲ့ recent form တွေကိုတော့မပြောတော့ပါဘူးဘာဖြစ်လို့ဆိုတော့ recent form တွေကလည်းအရေးမကြီးတော့ဘူးကျွန်တော်က champion ဖြစ်သွားပြီအဲဆိုတဲ့ခါကျတော့လက်ကျန်ပွဲစဉ်တွေမှာကျွန်တော်အနေနဲ့ entertainment အဖြစ်ပေါ့နော်ပရိသတ်တွေကိုဖျော်ဖြေမှုပေးမဲ့ပွဲစဉ်တွေအဖြစ်သာအဲရှင်ပြိုင်ကစားဖို့တော့ရင်ခုန်နေတာမျိုးလေးရှိတယ်ဒါအပြင် အပေါ်ထခွင့်နေပါနေဇာသမားတွေကိုအခွင့်ရေးပေးတာမျိုးလေးနေကျွန်တော်ရှေ့မှာပြောခဲ့သလိုမူဆာလာအတော့အာဒါကျွန်တော်တို့ကရင်ခုန်ရတော့မယ့်အနေအထားမျိုးလေးမှာရှိပါတယ်ဆိုတော့ head to head ရကြည့်မယ်ဆိုရင်ချက်စီးတင်းနဲ့ကျွန်တော်တို့တွေ့ဆုံမှုတွေကတော့အခုနောက်ပိုင်းအနှစ်တည်းမှာတည်ရပွဲစဉ်တွေများတယ်ဒီရသည်ပထမကျော့ကျွန်တော်တို့ Liverpool တင်းရဲ့အင်္ဂွေ Anfield မှာတော့ Liverpool တင်းရ2-1ဆိုတဲ့ရလတ်မျိုးနဲ့အနိုင်ရရှိထားတယ်အပီကရရာဒီက Stanford Bridge မှာ1-1ဆိုတဲ့ရလတ်မျိုးထွက်ပေါ်ထားတယ်ဆိုတော့ Stanford Bridge မှာနောက်ဆုံးကစားခဲ့တဲ့ နှစ်ချိန်မှာဆိုလို့ရှိရင်လည်းတည်ကြရတာဖြစ်တဲ့အတော့အာစတန်ဖို့ဘရစ်မှာတော့လီဗာပူးတင်းကတော့ရလက်ကောင်းထားတယ်လို့ပြောရမှာလည်းဖြစ်တယ်ချက်ဆီအင်ကွဲမှာတေးရလက်ဒီကစားထားတယ်နောက်ဆုံးတွေ့ဆုံမှုမှာလည်းလီဗာပူးတင်းကတော့အင်ကွဲအန်ဖီမှာနိုင်လာတာဖြစ်တဲ့အတွက်အာထိတဲ့တွေ့ဆုံမှုမှာတော့ဒီနှစ်အပိုင်းခြားတွေမှာကျွန်တော်တို့လီဗာပူးအသင်းကအသာစီးရရှိထားပါတယ် โอเคဆိုတော့ဒီပွဲစဉ်မှာကျွန်တော်ရှေ့ရပြောလို့ပွဲထွက်ခွင့်နေပါနေတဲ့ကစားသမားတွေထဲမှာမှာကျွန်တော်ဒီနေ့ပွဲစဉ်ဒီနေ့ပွဲစဉ်မှာဒါနီပြတ်အန်စလော့အနေနဲ့ line up ပိုင်းအောင်ဘယ်လိုထုတ်လာမလဲဒါလေးရရင်ခုန်မှုကောင်းတယ်ခီစာကိုပွဲစားတွေကမြင်တွေ့ရဖို့တော့မလွယ်ဘူးလို့တော့ထင်တယ်ဒါတော့ကျွန်တော်အမြင်မူဆာလာကလည်းရွှေဖနက်စုရဖို့အတွက်အဲ twin goal တွေလိုအပ်နေသေးတာဖြစ်တဲ့အတွက်ပွဲစားတွေကတော့မူဆာလာကိုတုံးလာနိုင်ပွဲရှိတယ်ဒုတိယပိုင်းကြာတော့မှသာခီဆာနဲ့အလဲလဲပြုတ်လုပ်လာနိုင်ပွဲရှိတယ်ဒါအပြင်ကျွန်တော်တို့မြင်ချင်နေတဲ့ဟာဗေးအီလီယော့ကတ်တီဂျုံတို့ရော ကွင်းလယ်မှာမြင်ကွင်းရမလားပြီးတော့ graphan ကိုအနားပေးပြီးတော့အာ water ruby ကိုပွဲစာတွေကတုံးလာမလားတစ်ချက်တော့ကြည့်ရမှာမျိုးလေးရှိတယ်ဆိုတော့ကျွန်တော်ရှိရသလိုဒီပွဲစဉ်ကကျွန်တော်တို့ရမှတ်မလို့ဝင်မဲ့တိခါပိုင်းအရာကစားမဲ့အနေထားရေကျွန်တော်တို့မှာအာယူမန်ချက်လေးတချို့လည်းရှိနေတာဖြစ်တဲ့အတွက်စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုတော့ကျွန်တော်ဖြစ်နိုင်မွယ် line net လေးခမ်းမ်းကြည့်အောင်ချက်စီးတင်ရတော့ after no full hand တို့နဲ့ကစားခဲ့တုန်းကဒါပွဲထုတ်တဲ့လူစင်းအတိုင်းပဲနီးပြတ်အန်ဆိုမာရက်စကာအနေနဲ့အသုံးပြလာနိုင်ပွဲရှိတယ်ဆိုတော့4231ဆိုတဲ့ ကစားကွက်နဲ့ခင်းချင်းလာပြီးတော့တိုက်စစ်ပိုင်းမှာတော့တေးကြတယ်ဒါနီကိုလက်ချက်စင်ပဲပွဲထွက်လာဖို့ရှိတယ်နီကိုလက်ချက်စင်ကလည်းအခုနောက်ပိုင်းပွဲစဉ်တွေမှာတိုက်စစ်ပိုင်းကတွင်းကိုးတွေပေါ့နော်ဒါရရှိနေတာဖြစ်တဲ့တော့ကျွန်တော်တို့လီဗာပူးအသင်းအတွက်အဓိကထားပြီးတော့စောင့်ကြည့်ရမယ်တိုက်စစ်မှုတူလည်းဖြစ်ပါတယ်ဆိုတော့တောင်ပန်နေမှာကလည်းတေးကြပါတယ်မာရူယာကီနဲ့ပုံစံကောင်းတွေရနေတဲ့နီတိုတို့ပဲပွဲထွက်လာဖို့ရှိတယ်နံပါတ်10ရူမာကလည်းခိုးပယ်မှာပဲပွဲထွက်လာဖို့ရှိတယ်အာဒက်ဖက်စစ်မီဖီဒါအဖြစ်ကတော့ဒါခိုင်စီဒိုနဲ့ Fernandez တို့ပွဲထွက်လာဖို့တော့ရှိနေပါတယ်အနောက်ခံလူနေရာမှာဆိုလို့ရှိရင်လည်း Darius Jane နဲ့ Quickurella တို့ကတော့ full back တွေမှာပွဲထွက်လာဖို့ရှိပြီးတော့ center back မှာကတော့ Levine Cowell နဲ့ Chalobah ပွဲထွက်လာဖို့များပါတယ်ကိုသမားကတော့ Sanchez ဒါကတော့ Chelsea တင်းရဲ့ဖြစ်နိုင်ပွဲရာလူစင်းလေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာကတော့အဓိကဒါ Nicolas Jackson အပြင် Cole Pel မှာပြီးရင်တောင်မန်ကစားသမား2ဦးဖြစ်တဲ့ Nito နဲ့ Maruyaki တို့ကတော့တော်တော်လေးထိန်းချုပ်ခတ်တဲ့အနေထားမှာကျွန်တော် Liverpool အသင်းရဲ့ full back တွေအနေနဲ့ အကောင်းဆုံးပုံစံဟိုပေါ့နော်ပြသနိုင်မလားတစ်ချက်ကြည့်ရမယ်ပြီးရင်ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လေ Fernandez အာတစ်ဖက်မှာ Kaisido တို့ရှိနေတဲ့အနေထားရဲ့ကျွန်တော်တို့ကွင်းလယ်ကောဘယ်လိုမျိုးလေးခင်းကျင်းလာပြီးတော့ Chelsea အသင်းကိုရင်ဆိုင်သွားမလဲကျွန်တော်တို့အသင်းရဲ့ lineup လေးကိုတစ်ချက်ကြည့်ရအောင်ကျွန်တော်တို့အသင်းကတော့ Dani Pia Anslo အနေနဲ့တိုက်စစ်ပိုင်းမှာကတော့ Yota ကိုပဲသုံးလာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်အာပြီးရင်တောင်ပိုင်းနှစ်ဖက်မှာဆိုလို့ရှိရင်လေ Luis Diaz ကိုအနာပေးပြီးတော့ Cody Gakpo ကနောက်ပိုင်းပွဲစဉ်လေးတွေမှာပွဲထွက်ခွင့်နည်းနေတာဖြစ်တဲ့အတွက်ကိုပွဲစားတွေကဘယ်ချမ်းမှာ အာကပူတုံးကျင်တုံးလို့ရတယ်အာညာချမ်းမှာတော့မိုးဆာလာပဲပွဲထွက်လာဖို့များပါတယ်ဒါမှမဟုတ်ရှင်လေခေစာကိုပွဲစာတွေကတုံးကျင်လေတုံးလို့တော့ရတယ်ဗျကြံ့ခိုင်မှုသာပြေဝနိုင်မယ်ဆိုလို့ရှင်တော့အာတုံးကျင်လေတုံးလို့ရတယ်ဆိုတော့ကွင်းလေတုံးရောက်နေရမှာပေါ့နော်အဲကွင်းလို့တုံးရောက်နေရမှာတော့ကျွန်တော်ထင်တယ်ပွဲစာတွေကတော့ gravity ကိုပဲတုံးလိမ့်မယ်နံပါတ်6ရူနေရမှာဒုတိယပိုင်းကျတော့မှသာ water rule နဲ့လဲကောင်းလဲနိုင်တယ်အာပြီးတော့ marker ကိုအနားပေးပြီးတော့ဒီပွဲစဉ်မှာ cut တဂျုံရယ်အာနံပါတ်10ရူမှာလဲစုဖို့အနားပေးပြီးတော့ ာဗီအီလီယောတို့ကိုတုံးလာနိုင်ဖို့ရှိရလို့တော့ကျွန်တော်ကထင်တယ်အတုံးလဲတုံးစီခြင်းနဲ့ကိုကောင်လေးတွေပေါ့နော်အဟာဗီတို့ကတ်တကြုံတို့ကိုမြင်ချင်တာမျိုးရှိတယ်အနောက်ခံလူ၄ယောက်နေရာမှာဆိုလို့ရှိရင်လေတေဂျာရာကတော့စန်တာဘက်အတွဲမှာကတော့အီဘူးနဲ့အတင်းကောင်းဆောင်ဘာဂျေပဲပွဲထွက်လာမှုရှိတယ်အဖူဘတ်တီမှာကတော့တစ်ဖက်မှာထရန့်ကိုတုံးပြီးတော့အတစ်ဖက်မှာကတော့ရူဘိုအနာပေးပြီးတော့ဆီမီကတ်ကိုလည်းတုံးညင်တုံးလို့ရတယ်ဆီမီကတ်အနေနဲ့ပွဲထွက်ခွင့် အာနင်းနေတာဖြစ်တဲ့တော့ပေါ့နော်ဂိုသမားကတော့တေချပါတယ်ဒါအတင်းကြီးနှစ်တင်းတွဲဆုံနေတာဖြစ်တဲ့တော့ကိုစီနီယာဂိုသမားအလစ်စင်ဘက်ကာပဲပွဲထွက်လာမှုများပါတယ်ဒါကတော့လီဗာပူးတင်းရဲ့ဖြစ်နိုင်ပွဲရာ line နဲ့အဲကျွန်တော်တို့လီဗာပူးဖန်တွေစိတ်ဝင်စားနေတာကလည်းဒီပွဲစဉ်ရဲ့ရလက်ထက်စားလို့ရှိရင်လီဗာပူးအသင်းဘယ်လိုကစားသမားတွေနဲ့ပွဲထွက်လာမလဲဆိုတာကိုအဲစိတ်ဝင်စားနေကြမယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ကျွန်တော်လည်းထပ်တူကြမယ်လို့ထင်ပါတယ်ထွက်ပေါ်လာတဲ့အကြောပေးမှုတွေရာဆိုလို့ရှိရင်တော့ချက်စီးတင်းရအင်ကွင်းရနေပြီးတော့ဒါရမှတ်လို့အချက်မြင်မာတာဖြစ်တဲ့အတွက်ပေါ့နော်ချန်ပီယံလိဝင်ခွင့် အဲအတွက်ရမှတ်သုံးမှတ်ကအရေးကြီးနေတာဖြစ်တဲ့အတွက်ချက်စီးတင်ရတော့ဥမာ level 50သို့မဟုတ် level 80လောက်တော့အကျော်ပေးလာနိုင်ပွေတော့ရှိပါတယ်အဲကျွန်တော်တို့လေဘပူတင်ရလဲအဝေးဝင်းဖြစ်နေပြီးတော့ရမှတ်မလို့ပဲနဲ့ PR ကင်းကင်းနဲ့ကစားမယ့်အနေအထားမျိုးလေးကြောင့်ပေါ့နော်ဒီလိုမျိုးကြေးလေးတွေထွက်ပေါ်လာနိုင်ပွေရှိတယ်ဆိုတော့အနိုင်ရရှိမဲ့ရာခိုင်နှုန်းကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်လေချက်စီးတင်ရအနိုင်ရရှိမဲ့ရာခိုင်နှုန်းကတော့ပိုများပါတယ်ဒါအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင် Stanford Bridge ဖြစ်နေတာလဲတကြောင်ကျွန်တော်ခုနပြောလို့ကျွန်တော်တို့တော့ရမှတ်မလို့အတော်တဲ့အနေအထားတွေမှာအာ data အချက်လက်တွေအရာချက်စီးတင်ရတော့အနိုင်ရရှိမဲ့ရာခိုင်နှုန်းလေးကတော့များပါတယ်။ဒါပေမဲ့ကျွန်တော်လစ်ဗာပူးအသင်းရဲ့အနေနဲ့ကလည်းခုနကပြောလို့ရှုံးလို့တော့မရဘူး။ချက်စီးကိုတည်ကန်နိုင်မလား။အဲပြီးတော့ကျွန်တော်မြင်ကျင်တဲ့လူငယ်ကစားသမားလေးတွေကရောဒုတိယပိုင်းမှာနီးပြအန်စလော့အနေနဲ့တုံးလာမလား။စိတ်ဝင်စားဖို့တော့တော်တော်လေးကောင်းနေပါတယ်။ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကတော့ DRD ရဲ့ Premier League Champion အဖြစ်နဲ့ Stamford Bridge မှာ အဲကျွန်တော်လီဗာပူးအသင်းသားတွေကိုင်းနဲ့ဝင်လာပြီဆိုတာနဲ့ချက်စီးအသင်းသားတွေကတော့ဘေးတစ်ဖက်တစ်ချက်စီမှာဂါရော့ဟွန်နာလို့ပြီးတော့အဲကျွန်တော်တို့ကိုလက်ခုပ်တီးပြီးတော့စတက်ဖန်ဘရစ်တကွင်းလုံးချန်ပီယံအသင်းကိုကြိုးဆိုကြမဲ့မြင်ကွင်းတွေကတော့ရလက်ထပ်စားလို့ရှိရင်တော့ပို့ပြီးတော့ကျွန်တော်ကြည့်ချင်ပါတယ်ပို့ပြီးတော့မြင်ချင်ပါတယ်ဆိုဒီပွဲစဉ်ရဲ့ရလဒ်ကိုခံမှန်းရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပွဲစဉ်ကိုတည်ရေလောက်ပဲမှန်းထားပါရယ်ချက်စီးတင်းကရမှတ်လို့အချက်မြင်မှားနေတာအကြောင်းပေါ့နော်အာနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့အတိုင်းထက်အလိုမော်ဗျာ ဆိုဒီပွဲစဉ်ကိုတော့ကျွန်တော်လစ်ဗာပူးဖန်တွေကစူပါဆန်ဒေးရဲ့ညစင်တိုင်းမှာအလုံးမဲရင်ခုန်ဆဲလို့ရှားစွာနဲ့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ဆိုဒီပွဲစဉ်ပေါ်အမြင်လေးကို common box မှာဝင်မြတ်ပေးသွားခဲ့ကြပါအောင်ကျေးဇူးအထူးပဲတင်ရှိပါတယ်